ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ Hello စာပန်းကြီးနေကောင်းနေနော်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်နေကောင်းပါရယ်။ခမရော။အော်ကျွန်တော်လည်းနေကောင်းပါရယ်။မြို့ကိုသွားမလို့။ဟမ်တကယ်လားဘာလို့ဖို့လဲ။အော်စီနေနေဝယ်ဖို့ပြီးလို့ရှင်။ အမွေးချိုင်ဟင်ခက်မွေးချိုင်နေနေနဲ့ဝယ်ဖို့လေနင့်ဖေရောဘာလုပ်နေလဲအမ် तू ကလည်းအိမ်မှာပါပဲနေကောင်းပါလေကောင်းနေကောင်းနေဒါနဲ့သွားမှာနောက်ကြနေပြီအင်းအင်းသွားလိုက်တော့လေဒါနဲ့ညနေပြန်ရောက်လို့ရှင်ဘယ်နှနာရီလောက်လာတွေ့လို့ရလဲအမ်ပြန်ရောက်လို့ရှင်ဖုန်းဆက်လိုက်လေအကက်ရှ်ကစင်ကာပူဆိုတဲ့မြို့လေးမှာနေထိုင်ပြီးတော့သူ့ရဲ့မိန်းမနဲ့အတူနေထိုင်ပါတယ်သူ့ရဲ့မိန်းမနာမည်ကတော့စီတာတဲ့အဲ့ဒီရွာကလေးကပပလေးမှာမြစ်တီဝင်းရံထားတာဖြစ်ပြီးတော့အရန်တာရတဲ့ရွာကလေးပါ တခုခုကြီးကြီးမားမားလိုအပ်တာမျိုးပွဲတော်အတွက်လိုအပ်တာမျိုးရှိခဲ့လို့ရှိရင်တော့ရွာသားတွေကမြစ်ကိုဖြတ်ပြီးတော့တစ်ဖက်ကမ်းမှာရှိတဲ့မြို့စီမှာသွားပြီးဈေးဝယ်ထွက်ကြပါတယ်။အကက်ရှ်ကဒီမြစ်ကိုဖြတ်ကူးကြတဲ့လူတွေကိုသူ့ရဲ့လေငငယ်လေးနဲ့လိုက်ပို့ခဲ့ပါတယ်။ဒီလိုနည်းနဲ့ပဲသူကပတ်စံရှာနေခဲ့တာပါ။သူရရှိရဝင်ငွေလေးနဲ့သူ့ရဲ့အင်ထာမှုဘဝကလေပတ်နေတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဝင်ငွေလေးနဲ့သူတို့ဟာမလောင်မငှဖြစ်နေကြပါတယ်။ ညနေပိုင်းသူအိမ်ပြန်လာတဲ့အချိန်မှာစီတာကယောက်ျားရေရှင်အိမ်ပြန်လာတာနောက်ကျလာပြီလားရှင်မျိုးကိုလိုက်ပို့လိုက်သေးတယ်ဆိုအပြန်နောက်ကျလို့လားဟမ်မျိုးကလူတွေကလေဘန်ဒါရာတမ်ပယ်အတွက်တခုခုစီစဉ်နေကြတယ်လို့ပြောတယ်သူတို့ကအဲ့ဒါအတွက်သွားပြီးတော့ဈေးဝယ်ထွက်တာတဲ့အဲလူတွေကလည်းထူးဆန်းနေနော်သူတို့စီမှာပတ်စံတွေအများကြီးရှိတယ်သူတို့ကဆင်းရဲသားတွေကိုကူညီဖို့မစင်စားဘူးဘာသာရေးစောင့်နေကို for sure လောက်ပဲစောက်ပြီးတော့ လူများထင်ကြီးအောင်လှုပ်ချနေကြတာအင်မော်လေးလူတကူစီမှာလဲယုံကြည်ရာတစ်ခုရှိမှာပေါ့ဆင်းရဲတဲ့လူတွေကိုမကူညီချင်ဘူးဆိုတာကလည်းအဖြစ်ပြောလို့မှမရတာအရာအလုံးကကန်စီမန်ရာအတိုင်းဖြစ်လာကြတာပဲလေတကယ်လို့မင်းရဲ့အိမ်ကအကြောင်းဖြစ်ပြောင်းလဲသွားမယ်ဆိုရင်မင်းဘယ်လိုခံစားရမလဲဒီအိမ်ကငါတို့ဟာလေဟုတ်တာပေါ့ဒီအိမ်ရဲ့ကောင်းချင်းဆိုးချင်းတွေကလည်းငါတို့ပဲပိုင်ဆိုင်ထားတာမဟုတ်ဘူးလားအင်မော်ရှင်ပြောတာလည်းမှန်ပါတယ်အင်မာရှင်နဲ့ညင်းခုမနေတော့ပါဘူးကျမအခုပဲထွက်သွားရမယ်မင်းဖယ်သွားမှလဲဖျားစီကိုလေ ူစီမဆူတောင်းဖို့ပေါ့စီတာကဒီလိုပြောပြီးတော့အကက်ရှိနေတဲ့လေကနေထွက်ခွာသွားခဲ့ပါတယ်အကက်ကလည်းသူ့လေပေါ်တက်ကလေကိုတန်ရှင်ရေးလုံးနေခဲ့ပါတယ်အကက်ကဘာသာမဲ့လူတယောက်ဖြစ်တဲ့အတွက်ဖျားသခင်လေးကို လုံးဝမယုံကြည်ပါဘူးဒါပေမဲ့သူ့ရဲ့မိမဖြစ်သူစီတာကတော့လော့ရှိဗာကိုအယံကိုယုံကြည်အားကိုးတဲ့လူတယောက်ပါအကက်ကဖျားရှိခိုးတဲ့သူတွေဆူတောင်းစကားတွေဓမ္မမို့ရင်နတ်ဒီဝါတွေကိုလုံးဝယုံကြည်ခြင်းမရှိပါဘူးဒါရီအလုံးက အတိတ်ပဲမရှိဘူးလို့ပဲသူကသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပဲစီတာကိုသူ့အိမ်ထဲမှာဖျားเจ้าဆောင်မဆောက်ဖို့အတွက်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့စီတာကဖျားသခင်ရှိပါအတွက်သူတို့အိမ်အပြင်ဘက်မှာရှိတဲ့ညောင်ပင်ကြီးအောက်မှာနတ်ဆင်လေးတစ်ခုကိုဆောက်လုပ်ပြီးကိုယ်ကွယ်ထားခဲ့တာဖြစ်တယ်။သူမကအဲဒီနတ်ဆင်လေးကိုနေတိုင်းသွားပြီးတော့ပူဇော်ပါသမှုတွေကိုပြုလုပ်လေးရှိပါတယ်။အကက်ရှ်ကအယန်းကိုစိုးသွမ်းတဲ့လူတရားမဟုတ်ပေမဲ့သူကဖျားသခင်ကိုလုံးဝယုံကြည်ခြင်းမရှိပါဘူး။ နောက်တစ်နေ့မနက်မှာတော့ Hey Akash အိမ်မှာရှိလားဟုတ်ရှိပါတယ်ဘယ်လိုသွားချင်လို့လဲမဟုတ်ဘူးဒီနေ့မြစ်ကိုဖြတ်ကူးဖို့အတွက်လာတာမဟုတ်ဘူးအလူငွေကောက်ခံဖို့အတွက်လာတာမကြခင်ပွဲတော်ရက်လည်းကြာရောက်တော့မှဆိုတော့တအိမ်တက်တအိမ်ဆင်းအလူငွေတွေကောက်ခံနေရတာလေဒီပွဲတော်ရက်တွေမှာဆိုရင်အနီးသားမှာရွာမှာရှိတဲ့သုံးလေးရွာကလူတွေတောင်မှဒီရွာကိုလာကြတယ်ပွဲတော်ကိုဆင်နွှဲကြတယ်ဖျားသခင်ကိုပူဇော်ကြည်ညိုကြပါတယ်စီတာကအကက်ရှင်နောက်မှာရက်ပြီးတော့ သူတို့ပြောသမျှအားလုံးကိုနားထောင်နေခဲ့ပါတယ်။သူကအာကက်ရှ်တယောက်တပြားမှလူမှမဟုတ်ဘူးဆိုတာကိုလည်းကြိုသိနေခဲ့တယ်။အာကက်ရှ်ကဒီလိုပြောတယ်။ပြောစမ်းမအောင်အကိုရဲ့ဒီဖျားရဲ့သခင်ရဲ့နာမည်ကိုသုံးပြီးတော့အလူငွေတွေလိုက်လံကောက်ခံနေတာ။ဖျားသခင်ကရောသူ့အတွက်အလူငွေတွေကောက်ခံပါလို့။ तू ကတောင်းဆိုခဲ့လို့လား။ဟမ်၊မင်းကဘလို့မေးလိုက်တာလဲ။ဟမ်၊ဒါတကယ်ရောတရားများတားရည်လားလို့ကျွန်တော်တို့လူစင်ရဲ့သားရိစီကအလူငွေကောက်ခံဖို့ရောဖျားသခင်ကပြောလိုက်လို့လားဆိုတာသိချင်လို့ပါ။ ဟာဒီကောင်ဘာသာမဲ့ပဲသွားရအောင်သူဘာမှထဲ့မှာမဟုတ်ဘူးအကက်ရှ်ကအလူငွေလာကောက်တဲ့လူကြီးထွက်သွားတာကိုကြည်ရင် ပြုံးနေခဲ့ပါတယ်ဒီလိုပြုံးပြီးတော့အိမ်ထဲပြန်ဝင်သွားတဲ့အချိန်မှာစီတာကသူမကိုမကျေနပ်တဲ့မျက်နှာနဲ့သူကိုကြည့်လိုက်ပါတယ်ပြီးလို့ရှိရင်လေမြန်စွာနဲ့အိမ်တွေကနေပြေးထွက်သွားခဲ့ပါတယ်။သူမကအလူငွေလာကောက်တဲ့လူကြီးနောက်ကိုပြေးလာသွားပြီးတော့သူတို့အိမ်အတွက်အလူငွေထည့်လိုက်ပါတယ်။အကိုနားထောင်မှကျမညနေချိန်အလူငွေလာထည့်မယ်။သူတို့ကခေါင်းငိမ့်ပြီးတော့ထွက်ခွာသွားကြတယ်။ အဲ့ညနေမှာပဲခုနကလူကအဂတ်စတိုအိမ်ကိုရောက်လာခဲ့ပါတယ်စီတာကတခုခုပြောလိုက်တယ်ဒီမှာအကိုကျမတို့အိမ်ဖက်ကပါဖះเจ้ามาပြုလုံးမဲ့ပွဲတော်အတွက်ပါ तू ကအရန်ကိုအာတင်သွားပြီးတော့ဒါပေမဲ့အဂတ်ခပြောတာကတော့โอ้ तू ပြောတာမေးလိုက်ပါဒါကိုယူလိုက်ပါ ဟုတ်ပြီလေဒါကိုဖះเจ้ามาအကျွေးမွေးပြုလုပ်တဲ့အခါမှာထည့်ပြီးတော့သုံးဆွဲပေးပါမယ်မနှက်ဖက်မနှက်ချလို့ရှင်ရဖះရှိခိုးပွဲစတင်တော့မယ်လို့အဲ့ဒီလူကပြောလိုက်တယ်နေ့လယ်မှာဆိုရင်တော့ အဖျားစာရိစတင်ပြီးတော့ရွတ်ဖတ်ကြမှာပေါ့လုံးဝကိုခန်းခန်းနာနာကြည်ကြည်ကြဲကြဲကျင်းပါမှာလို့သူကပြောလိုက်တဲ့အချိန်မှာစီတာကဖျားချောင်းပွဲအတွက်အလူငွေတွေကိုလူရန်ခဲ့တဲ့အချိန်မှာသူကပျော်ရွှင်စွာနဲ့အထွက်ခွာသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမျက်စိမှာအာကက်ရှ်ကလူတွေကိုရောက်လာဖို့ဆောင်ဆိုင်နေခဲ့ပါတယ်အချင်းတော်ကြအောင်ဆောင်ဆိုင်ပြီးတဲ့အချိန်မှာတော့တရားမှမလာခဲ့ပါဘူး။မိုးရီကလည်းမဲမောင်းလို့နေပြီးမိုးကောင်းကင်မှာလည်းလျှက်စီတွေကလည်းလျှက်နေပြီး မိုးရီကလည်းတဲထန်းစွာစတင်ပြီးတော့ရွာသွန်းလာပါပြီ။ရေတကုံကရေချတန်ကလည်းလုံဝကိုပြင်းထန်လာတဲ့အတွက်ကြောင့်အာကက်ရှ်ကအနီနာမှာရှိတဲ့တစ်ပင်တစ်ပင်စီကိုသွားကမိုးခိုနေရပါတော့တယ်။သူကတသက်လုံးမှာဒီလောက်ကြီးတဲ့မိုးမျိုးတစ်ခါမှမမြင်ဘူးခဲ့ပါဘူး။အာကက်ရှ်ကမကြခင်မှာရေလွှမ်းမိုးတော့မယ်ဆိုတာကိုလုံဝနားလေသွားတဲ့အချိန်မှာအိမ်ကိုအပြေးပြန်လာခဲ့ပါတယ်။အရောက်တဲ့ချိန်မှာတော့စီတာကဒူလာမြုံနေတဲ့ရေထဲမှာမတ်တက်ရက်နေတာကိုတွေ့ရတယ်။သူမလက်ထဲမှာအိတ်သေးသေးလေးတစ်ခုကိုကင်ထားခဲ့တယ်။ အဲ့ဒီထဲမှာဆိုရင်တော့သူတို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေထည့်ထားခဲ့တယ်။အာကက်ရှ်ကစီတာကိုလေဘော်ကိုတက်ခိုင်းလိုက်ပြီးတဲ့နောက်သူမကိုသွားထားဖို့အတွက်လုံခြုံတဲ့နေရာတစ်ခုကိုရှာဖွေနေခဲ့ပါတော့တယ်။စီတာကဒီလိုပြောလိုက်တယ်။တရွာလုံးမှာဖျားเจ้าကလွင်ရင်ဒီထက်မြင့်တဲ့နေရာမရှိဘူးလို့ပြောလိုက်တယ်။ဒါဆိုရင်အဲ့ကိုသွားကြရအောင်လေ။ဖျားသခင်စီမှာသွားပြီးတော့ခုံရုံလုံးကြတာပေါ့။ "तू ကငါတို့ကကွယ်ပေးမှာပါ"။အာကက်ရှ်ကဟုတ်ပြီလေငါမင်းကိုအဲ့ဒီမှာချထားပေးခဲ့မယ်။ချထားပေးမယ်။ရှင်ဘာကိုပြောတာလေ ရှင်ဘေကိုသွားမလို့လေလို့စီတာကတန်တော်မီလိုက်တဲ့အချိန်မှာငါကတော့လေထဲမှာပဲနေမှာပေါ့အကက်ကတခါမှဖះเจ้าကိုမသွားခဲ့ဘူးရာကြောင့်အခုအဲ့ဒီဖះเจ้าမှာသွားရခုလို့ရမယ်ဆိုတာကိုသူလိပ်ပြမသက်ဖြစ်နေခဲ့တာပါပြီးရင်အရာကြောင့်မလို့စီတာကိုသူကဖျားချောင်းမှာချပေးခဲ့ပြီးတဲ့နောက်သူကလှေပေါ်မှာထိုင်နေခဲ့ပါတယ်စီတာကသူ့ကိုဒေါသတကြီးနဲ့ကြီးလိုက်ခဲ့ပြီးဖျားချောင်းထိတ်ကိုဝင်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအကက်ကရွာတွေကအိမ်ကြီးအများစုကရေရီမြုပ်သွားပြီးဆိုတာကိုတွေ့လိုက်ရပါတယ် အခုချိန်မှာရေတွေကဖျားเจ้าရဲ့လီကထစ်ပေါ်ကူရာမှရောက်လာနေပါပြီ။စီတာကတော့အမြဲတမ်းမျောလင့်ချက်အတုတွေနဲ့ပဲနေထိုင်နေတာပါလား။အဲဒီချိန်မှာသူကတစုံတစ်ယောက်ကအကူကြီးအော်ဟစ်ပြီးတောင်းခံတဲ့အတန်းကိုကြားလိုက်ရတယ်။ဒါကတော့ရွာသူကြီးဖြစ်ပြီးတော့ရေလွှမ်းမျိုးမှုအတွက်အော်ဟစ်ငိုရအကူကြီးတောင်းနေတာပါ။အာကက်ရှ်ကသူ့ရဲ့လေကိုရွာလူကြီးစီကိုအမြန်လှော်သွားခဲ့ပြီးတဲ့နောက်ရောက်သူရောက်သွားတဲ့အချိန်မှာတော့ရွာလူကြီးရဲ့အိမ်ဟာ ရင်ကောင်းလောက်တောင်ရေမြုံနေပါပြီ။သူကသူကလေးတွေကိုကယ်တင်ဖို့အတွက်စူးစမ်းနေရတဲ့အတွက်အာကက်ရှ်ကသူတို့ကိုကူညီပြီးတော့ကယ်တင်လာခဲ့ပါတယ်။ဖျားချောင်းထဲမှာဆိုရင်တော့အာကက်ရှ်ရဲ့ရေရဲမှုအတွက်လူတွေအားလုံးကသူ့ကိုချီးကျူးနေခဲ့ကြပါတယ်။ဒါပေမဲ့သူကဒီလောက်ထူးဆန်းတဲ့အရာတစ်ခုကိုပြုလုပ်နိုင်ခဲ့တယ်ဆိုတာကိုသူကလုံးဝမယုံကြည်နေခဲ့ပါဘူး။အဲဒီချိန်ကစပြီးအာကက်ရှ်ကဒီရွာကြီးရဲ့ဒီရဲကောင်းတစ်ယောက်ဖြစ်သွားခဲ့ပါတော့တယ်။ ဟုတ်ကဲ့ပါရှင်ဇလံလေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးเนาะပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်